โอเคဆိုတော့ international business တွေလည်းပြောပြပေးပါလား international business ကလေကျွန်တော်နှလုံးဒီစကလုံးနှလုံးကိုကျွန်တော်ခွဲပြီးပြောလိုက်မယ်နော် business ကယူရိုနဲ့ကျွန်တော် local business လို့ကျွန်တော်ပြောလို့ရတယ်နောက်မှာအရှိမ international ပါသွားတဲ့အတွက်ကြောင့်မလို့ worldwide ဖြစ်သွားတယ်လို့ပြောလို့ရတယ်ဥပမာကျွန်တော်စီးပွားရေးတစ်ခုလုပ်လို့ရှိရင် locally လုပ်တယ်ဆိုရင် business လို့ပြောပြီးတော့ဥပမာထားမှာ international worldwide ကို audience တွေအကို customer တွေဒါမှမဟုတ်ကိုယ့်ရဲ့တပ်ပါတီတခုခုယူသုံးထားတဲ့လူတွေဒါမျိုးတွေက international bank က overseas လူတွေဆိုကျွန်တော်က international business တစ်ခုလုပ်နေရလို့ အဲ့လိုအလွယ်တော့ပြောလို့ရတယ်ဗောနော်ဆို international business မှာကျွန်တော်ထားပါအောင်နိုင်ငံနိုင်ငံနဲ့အဲစီးပွားလုပ်တော့မယ်ဒီ border တွေမှာပစ္စည်းအပို့အခြားအတင်အခြားဒါမှမဟုတ်လည်းပို့မယ် policy တွေကဘာတွေလဲဒိုင်းနဲ့ပတ်သက်ပြီးတော့တိထားမယ် law တွေကဘာတွေလဲ economics အရာဘယ်လိုမျိုးတွေရင်ဆိုင်ရလဲအဲဒါအများအများတော့အများကြီးပဲဗောနော်ဒီ international business ဆို you business တွေတော့စင်နယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့ international business မှာကအစ်စ်တွေပို့လာတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ worldwide ဖြစ်သွားမယ် globally ဖြစ်သွားတဲ့အတွက်ကြောင့်မလို့လဲဟိုပို့ပြီးတော့တိထားမယ်ရတယ်တော့များမှာမယ်ဆိုတော့ဘယ်သူတွေအတွက်လဲ ဆိုလို့ရှိရင်ပေါ့နော်ဒီ IB ပေါ့နော်အဲ့လိုဒါပေမဲ့ IB လို့တော့မခေါ်ပါဘူး International Business Brain ဘယ်သူတွေနေတက်တင်လဲဆိုအဲ့လို globally အရဒီ job အဲ့ job တော့မဟုတ် globally အရဒီ market တွေနဲ့ပတ်သက်ပြီးသိချင်တယ်အလုံးတွေဒီ business တွေက globally မှာဘယ်လိုမျိုးတွေအဲ့သူတို့ long လုံးဆောင်နေကြလဲပေါ့ဒါမှမဟုတ်လည်းကိုကစီးပွားရေးတစ်ခုကိုအဲ့လို global perspective အရသိချင်တယ်ဘယ်လိုမျိုးတွေဖြည့်ရှင်းလဲ border တွေမှာဘယ်လိုမျိုးတွေ logistics တွေ import တွေ export တွေဘယ်လိုမျိုးတွေလုပ်လဲအဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့သိချင်တယ်ကိုကတရှင်ညရတယ်ဒါမျိုးတွေလုပ်မယ်လို့စဉ်းစားထားတယ်ဆိုတော့သွားတင်တယ် ဆိုတော့ဒီ career ပေါ့နော်ဒါမှမဟုတ်လေဒီ major ရဲ့ career opportunity နဲ့တော့အရင် general ဖြစ်တဲ့အတွက်ကြောင့်မလဲကျွန်တော်လေ business ဆိုင်နဲ့ rule အကုန်လုံးသွားရသွားလို့ရရလို့ပဲပြောရမယ်ပေါ့နော်ဥပမာ marketing လား finance လား banking လား logistics လား invoice ပေါ့လားအများကြီးတော့သွားလို့ရတယ်ကျွန်တော်ထင်တာ international business အောက်မှာတန်တန်ထက်ခွဲမဲ့ဟာတော့ရှိမယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့ဒီဟာကလည်း university alike ခွဲတဲ့ဟာတွေရှိတယ်လို့မခွဲတဲ့ဟာပဲ general ပုံစံမျိုးလည်းရှိနိုင်တယ်ဆိုတော့တကယ်လို့ခွဲတဲ့ဟာတွေရှိတယ်ဆိုတော့ အာကောတခုတော့ရွေးရလိုက်မယ်ဥပမာ digital marketing ဘက်သွားမှာလား finance ဘက်သွားမှာလား logistics ဘက်သွားမှာလားတခုအဲ့လိုမျိုးတော့ဟိုရွေးရမယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူး general သဘောရမျိုးဆိုရင်တော့ဟိုအဲ့လားပဲတက်ဖို့ကတော့ဒါတော့ဆုံးမချက်ကတော့လွယ်သွားမယ်ပေါ့နော်ခွဲရတဲ့ဟာမျိုးဆိုတော့နည်းနည်းလေးဟိုခွဲအခွဲတွေကိုနည်းနည်းလေး study လုပ်ပြီးတော့ကိုကဘယ်ဟာဝါသနာပါလဲဆိုတော့တိတော့မှတရားရွေးလို့ရမယ်ပေါ့နော်ဆိုတော့ခွဲရတဲ့ဟာမျိုးဆိုရင်တော့နည်းနည်းလေး research လုပ်ပြီးတော့တရားရွေးပါလို့တော့ကျွန်တော်တော့ပြောချင်ပါတယ်ပေါ့နော်